AI ကို AI နဲ့ပဲပြန်လိမ့်တယ်လို့ပြောရအောင်ပေါ့နော် AI ကိုတုံးပြီးတော့ဘန်ရဲ့ KYC စနစ်ကိုပြန်လိမ့်တာဒီနေ့မနက်အေးရထားတော့ထိုင်းတည်င်းတွေမှာတင်လာတဲ့ scam မှာဂိုင်းနဲ့ပတ်သက်တဲ့တည်င်းတစ်ပုဒ်ကိုကြည့်လိုက်ရ scam မှာဂိုင်းနေလေလေတော်တော်ကိုကြမ်းနေဗျအဲ့တည်င်းကိုပြန်လာပြောပြတာအဲ့ဘလို့ဖြစ်တာလဲဆိုတော့ဒီထိုင်းနိုင်ငံအထူးစုံဆိုင်ရေးတပ်ဖွဲ့နဲ့ရဲတပ်ဖွဲ့ပေါင်းပြီးတော့စီကဝေး16လမ်းထဲမှာရှိတဲ့ luxury penthouse တစ်ခုကိုတဝင်စစ်တာ အဲ့လိုတော်ဝင်စစ်တော်အဲ့ပန်ဟောက်မှာတေးဥနိုင်ငံသား၄ဦးကိုတွေ့ရပြီးတော့သူတို့ရဲ့အခန်းထဲမှာဆိုရင်ကွန်ပျူတာ၄လုံးတွေ့ရပြီးတော့ဖုန်းအလုံး60ကိုအတွင်းလျက်တာတွေ့ရပြီးတော့မူးယစ်ဆေးဝါးနှစ်ထုပ်တွေ့ရ ice နှစ်ထုပ်တွေ့ရရဲတွေကလည်းအဲ့တေးဥ၄ယောက်ကိုစစ်ဆေးမေးမြန်းကြည့်ရောသူတို့ကတဲ့ဟိုတခြားနိုင်ငံကစကဲမှာဂိုင်းနေတဲ့အတွက်ကိုငွေအလွဲပြောင်းလုတ်ပေးနေရတဲ့ဒူတွေတဲ့အာဘယ်လိုပြောမလဲ ငွေမဲခေါက်ဝါချပေးနေရတဲ့လူတွေပေါ့နော်အဲသူတို့ကဒီငွေလွဲရတွေကိုဘယ်လိုလုပ်လဲဆိုတော့သူတို့ကနစ်နာသူရဲ့ဓာတ်ပုံတပုံပေါ့လေအဲအင်တာပုံကဒီအင်တာနက်ပေါ်မှာပဲသူတို့တက်ယူခဲ့ရလို့ပြောတယ်အင်တာပုံကိုတုံးပြီးတော့ဒီ online ပေါ်မှာပဲဘဏ်အကောင့်တွေဖွင့်တယ်ဟိုဘယ်နိုင်ငံကဘဏ်ကိုဖွင့်လဲဆိုတာကိုတော့တင်းထဲမှာပြောတော့ online ပေါ်မှာဘဏ်အကောင့်တွေဖွင့်တယ်ဖွင့်ပြီးတော့ဒီငွေလွဲရတွေပါတွေလောက်တယ်ပေါ့နော်အဲ့လိုငွေလွဲတဲ့အချိန်တွေမှာလိုတဲ့ ဒီကျွန်တော်တို့ထိုင်းမှာဆိုရင်ကွာငွေလွဲတာများလို့ရှိရင်မျက်နှာစကန်ဖတ်ရကွာအဲအဲ့မျက်နှာစကန်ဖတ်ဖို့အတွက်ကိုတို့ရဒီဓာတ်ပုံကိုပဲဟို AI နဲ့အာဗီဒီယိုဖြစ်အောင်ပြန်ပြောင်းလိုက်တာပါးစားဟာတဲ့ဥစ္စာတွေမျက်တောင်ခတ်တာတွေခေါင်းကိုဟိုလဲဒီလဲအဲအဲ့လိုမျိုးဖြစ်အောင် AI နဲ့ဗီဒီယိုဖြစ်ပြန်ပြောင်းလိုက်တာပြောင်းပြီးတော့ဒီကောင်တွေက edit လုပ်တယ်လုပ်ပြီးတော့အဲ့ဗီဒီယိုကလစ်ကိုကွန်ပျူတာမှာဖွင့်ထားတယ်ဖွင့်ထားပြီးတော့တစ်ဖက်ကဖုန်းနဲ့ငွေလွဲရတယ်လုပ်တယ်ဒီငွေလွဲလို့ရှိရင်ကွာငွေအမောက်များရင် မျက်နှာစကန်ဖတ်ဖို့လိုရမလားအဲအဲအတွက်ကိုတို့ကကွန်ပျူတာမှာဖွင့်ထားပြီးတော့ငွေလွဲရရဲတွေပြောတာကအခုဖမ်းပြီးတဲ့ဒီဒီတရုတ်နိုင်ငံသား၄ဦးလိန်တဲ့ပုံစံငါတဲ့ဟိုရဲတွေတခါမှမတွေ့ဘူးလေဦးလို့ပြောတယ် AI ကို AI နဲ့ပဲပြန်လိန်တယ်လို့ပြောရအောင်ပေါ့နော် AI ကိုတုံးပြီးတော့ဘန်ရဲ့ KYC စနစ်ကိုပြန်လိန်တာအလားဘလို့ဟဲ့နော်စကဲမှာခိုင်းနေလေ ရဲတွေကတော့ဟိုဒီပြုတ်နိုင်ငံသား၄ယောက်ကိုတော့တရားဥပဒေအရရေးယူဖို့အတွက်လုပ်နေပြီသူတို့ကထိုင်းနိုင်ငံတည်းကိုတော့တရားဝင်ဝင်လာခဲ့ရပဲဒီသူတူနာဘူမီလေးစိတ်ကနေဆူလာနဖို့မော်လေအဲ့လေးစိတ်ကနေပြီးတော့မှတရားဝင်ဝင်လာခဲ့တာဝင်လာပြီးတော့မှဒီထိုင်းနိုင်ငံမှာအခြေစိုက်ပြီးတော့အခုလိုမျိုးဟိုငွေအလွဲပြောင်းနေလှုပ်ပေးတာဒါပေမဲ့ရဲတွေကလည်းတတင်းရောက်သွားတော့တောက်ဝင်ဖမ်းလိုက်တာအဲ့လိုဆိုတော့ပြန်စဉ်းစားကြည့်ရပါလေဒီအခုဖမ်းမိသွားတဲ့ ဒီအဖွဲလုတ်တဲ့ပုံစံလိုမျိုးဆိုရင်ကျွန်တော်ဓာတ်ပုံအင်တာနက်ပေါ်မှာတင်ထားအဲဓာတ်ပုံကိုတုံးပြီးတော့ဒီကောင်တွေကဟိုအကုန်တလုတ်လို့ရရကွာကျွန်တော်တို့လည်းဘာမှမတိလိုက်ပဲနဲ့ဟိုမကောက်တဲ့နေရာမှာတလုတ်ပလိုက်တယ်ကွာပြေးနေထိုင်ကိုတွေကဂျေးအောင်ရမှာနော်အဲ့လိုဆိုတော့ဘလို့လောက်ကြမယ်ကျွန်တော်တို့နော်โอเคအဲ့လေးလာပြောတာအလုံးမဲ့စင်ပြေကြပါစေ